ငယ်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဘဝအတ္တတာမှာရက်ချက်မှုပေါင်းများစွာလည်းရှိတယ်ချိုးခွေပေါင်းများစွာလည်းရှိတယ်ဘယ်လိုခေါ်မလဲသူ single mother လည်းဖြစ်တဲ့ခါကျတော့သူ့မှာ blog တောင်မှသူရက်ချက်မှုပေါင်းများစွာရှိမှာဆိုတော့သူကိုယ်တိုင်ပဲသိမှာကျိုးစားပြီးတော့မှဒီလောက်ထိဖြစ်လာတဲ့ဆိုကြက်ကဒီမျိုးသမီးဟာတော်ရုံတရုံတော့မဟုတ်ဘူး။အရင်ကို very strong ဖြစ်တဲ့မျိုးသမီးဖြစ်ပါတယ်။ ဟုတ်ကဲ့ပါပြန်လုတ်လုတ်တော့ပူကောင်းတာပေါ့အစမ်းလိုက်ရန်ကောင်းပြီးသားပဲလေအဟုတ်ကဲ့ပါညီမလေးမလို့ဒီဂရိတ်ခေါင်ကပါနော်ကျမတို့ကလေးတွေကသူတို့ဆိုတော့ကျမတို့လက်ပေါ်မှာပဲကြည်လိုက်ကလေးတွေဖြစ်တယ်ပေါ့နော်ကျမတို့အာသူတို့ရဲ့အဖေဆရာဦးခေါဆောင်ဆိုတော့ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ role နဲ့မှာဆိုလို့ရှိရင်တကယ်ကိုဖျောက်ရရင်ချစ်ပြီးတော့တကယ်ဝဉဉဖခင်နေဖြစ်တယ်ဆိုတော့ကျမတို့ခရီးရနေမှာဆိုလို့ရှိရင်ပေါ့နော်ဒီဒီလူမျိုးအရန်လှပတဲ့ နေတလေးမှာစုကြည်စင်မာလေးမှာအဲချာလီယာဆိုရက်ဒီဒီလှပတဲ့နေတလေးမှာဒီစုကြည်စင်မာလေးမှာချာလီယာဆိုရက်ဒီအာဒီ beauty last day ကိုပေါ့နော်ဟိုဖွင့်ပွဲလေးမှာအခုလိုမျိုးတက်ရောက်ခွင့်ရတဲ့အတွက်ကိုလည်းအញ្ញဝန်တပါတယ်ဟာညီမလေး Melody Grace ခါဂျမကဖခင်ကောင်းကြည့်ပြီးပါစီတကယ်ကဖခင်ချီးမြောက်ပါစီလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ပါအញ្ញကို very air strong ဖြစ်တဲ့လူသမီးဖြစ်ပါတယ်ဘာပြောလဲဆိုတော့ဒါကလည်းအလကားနေနေတော့ strong ဖြစ်နိုင်ဘူးနံပါတ်1ကတော့ဖခင်သခင်ကြီးစုတော့ကြောက်ပေါ့နော်နံပါတ်2ကတော့မိဘမိဘတွေရဲ့ဘပုံမှုနဲ့တူတူကိုကိုယ်တိုင်လည်းအញ្ញကိုစတဲ့အားမလျှော့ပေးနဲ့ အာဆူတောင်းခြင်းနဲ့တကွာအေပရိသတ်တွေလည်းအပိကြောက်ချခင်ကြောက်မိသားစုဆွေမျိုးအပေါင်းအသင်းကြောက်တာပေါ့နော်ဒီလိုမျိုးဖြစ်တာဖြစ်တယ်ဆိုတော့အကြာတော့အရန်ကိုလည်းအာချီကျူးပါတယ်အရန်ကိုလည်းဝမ်းသာပါတယ်ညီမလေး congratulation ပါလို့ပြောချင်ပါတယ်ဆက်လက်ပြီးတော့ရှောင်းလန်းမှာဟိုအသက်တာမှာ2022မှာငါဆုတီဇမ်ဘာဒီနေ့နှစ်ဒီနေ့ ဖြစ်တယ်ဆိုတော့2025ကလည်းကိုကုံတို့မယ်2026မှာဒီထဲမကအောင်မြင်မှုမြောက်များစွာအာစုခုနိုင်ပါစေလိုက်ယူနိုင်ပါစေဖျားခင်ဒီမကတာ၍ကောင်းချီးပေးပြီးတော့မှချီးမြှောက်ပါစေလို့ဆုမကောင်းတောက်ပေးခြင်းပါတယ်ရှင်အပိခေရရဲဆိုတော့တက်ကိုညီမလေးကအပိစာမလို့ပါဘူးဖျားသခင်ကသူ့ပေးနာမှာရှိတယ်သူ့စီမျိုးတိုင်းမှာဘောင်းတင်နေတာရှိတယ်ခါကြတော့အမတို့ကတော့နောက်တန်းကတော့ဟိုဘယ်ခေါ်မလဲစူတောင်းပေးခြင်းလည်းပဲရှိပါတယ်ကောင်းနာဖို့တမင်ရဲ့ဘာပြောမောက်ချက်အများကြီးဆိုသူဆိုငယ်သေးတယ်ဆိုလို့ရှိရင်ဟုဆိုငယ်ငယ်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဘဝအ အတ္တတာမှာရိုက်ချက်မှုပေါင်းများစွာလည်းရှိတယ်ချိုးခွေပေါင်းများစွာလည်းရှိတယ်ဘယ်လိုကောင်းမလဲသူ single mother လည်းဖြစ်တဲ့ခါကျတော့သူ့မှာ block တင်တော့မှသူရိုက်ချက်မှုပေါင်းများစွာရှိမယ်ဆိုတော့သူကိုယ်တိုင်ပဲသိမယ်သူကဖျားခင်နဲ့ဟိုပဲကျမတို့ဒီစုမှုတိုင်ဝမ်လေးပဲသိကြမယ်ပေါ့နော်ဒါပေမဲ့အဲဒီကနေမှဂျိုးစားပြီးတော့မှဒီလောက်ထိဖြစ်လာတယ်ဆိုကြတဲ့ကဒီမျိုးသမီးဟာတော့ရုံတရုံတော့မဟုတ်ဘူးဒါတကယ်ကိုအကြောက်အပိကြပါလို့လည်းပြောချင်ပါတယ်ဟုတ်ကဲ့ပါပြန်လုံလုံတော့ပူကောင်းတာပေါ့အစမ်းလိုက်ရန်ကောင်းပြီးသားပဲလေဟုတ်ကဲ့ပါအခုနောက် ဟိုတချင်းခွေထွက်ဖို့ရှိတယ်တချင်းလေးထွက်ဖို့ရှိတယ် MV ရှိတယ်ပြီးလို့ရှင်လာပါလိမ့်မယ်အခါကျလို့ရှင်လည်း media အားလုံးကိုဖိတ်ပါမယ်ဆိုရင် show ပွဲလုပ်ဖို့လည်းရှိပါတယ်အခါကျလို့ရှင်အားလုံးလည်းဖိတ်ပါမယ်အခါကျလို့ရှင်ရင်လာပြီးတော့မှလည်းပြုဆောင်ချင်ပါသေးတယ်လို့အခုလည်းကျေးဇူးများကြီးတင်ပါတယ်ညီမတို့ MQ တို့ကဆာအကုန်လုံးပေါ့နော်အဲဆယ်လီဆယ်လီတို့ကဆာဟုတ်ဟုတ်ကဲ့ပါလာပါမယ်ရှင်မကြခင်လာမီမျောပေါ့နော်အရင်တော့ကတော့ညိုခိုင်းတယ်လို့မျိုးတော့မျိုးတဖော်ကြီးတော့မမျိုးခိုင်းတော့ပါဘူးလို့ဟုတ်ကျေးဇူးများကြီးဟုတ်လာပါမယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်